မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထူးထင်းအများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမှာဖြစ်ပါရရှင်။အခုတခါပရမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဟင်္ဒရာတွင်စစ်မှုတန်းလာခေါ်သည့်ရက်ကြီးအုပ်ချုပ်ရေးမှူးတာခုတ်ခံရပြီးတိတ်ဆုံဆွေးနွေးတဲ့သတင်းပဲဖြစ်ပါရရှင်။ ။ ARA တိုင်းဟင်္သာမျိုးရင်းလူငယ်တအူကစစ်မှုထမ်းရလာရောက်ခေါ်ဆောင်တဲ့ရက်ကြီးအုပ်ချုပ်ရေးမှုနဲ့ပြူစောတရဖွဲအားအင်ရှင်ကဓာပြင်ခေါ်ရာအုပ်ချုပ်ရေးမှုတည်ဆောင်းသွားကြောင်းမျိုးကံများကပြောသည်။ဟင်္သာမျိုးတနွန်တနော်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုတတ်နိုင်ဆိုသူကိုစစ်မှုထမ်းခေါ်ခံရတဲ့လူငယ်ကဓာပြင်ခုတ်ချင်းမျိုးကံတကူကပြောသည်။စမုရန်စီရင်ပါလို့လာခေါ်ရတဲ့အင်ရှင်တွေဘက်ကတောင်းတမမှန်ပြောသေးတယ်။နောက်ပိုင်းစကားများပြီးကိစ္စတုံ့ပြန်တာစစ်မှုထံကိုစိတ်နာနေတာလေးဟုရှင်မျိုးကန်ကပြောသည်။ တက်နိုင်နီဧပြီလ17ရက်ကဖြူစောတီနှစ်ဦးနဲ့အတူတနွန်တနောကျေးရွာအုပ်စုမကြီးကုန်းကျေးရွာတို့တွားရောက်ရေးစစ်မှုထမ်းအတွက်လူသစ်စူဆောင်စဉ်တာခုတ်ခံရခြင်းဖြစ်သည်။ဒါပြင်ခုတ်သည့်လူငယ်ကိုစစ်ကောင်စီနှင့်အရေးတက်ဖွဲ့ကဖမ်းဆီးသွားသည်။စစ်ကောင်စီသည်2024ဖေဖော်ဝါရီတွင်စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်လူငယ်အမျိုးသားများအားအတင်းချက်ဖမ်းဆီးပြီးစစ်သားစူဆောင်ကစစ်တင်နှံပေးခဲ့သည်။စစ်တင်နှံစင်များသည်လအနေငယ်တွင်ရှေးတန်းသို့ပို့ဆောင်ခံရပြီးထိခိုက်သေးဆုံးမှုများသလိုတော်လိုင်းအင်အားစုများကလည်းအများအပြားဖမ်းမိထားသည်။ င် AR တိုင်းရေကြီးမြို့နယ်တွင်ဧပြီလ3ရက်ကဖြစ်ပွားသောတိုက်ပွဲတွင်ထွက်ပြေးရန်ကြိုးစားသည့်စစ်သည်နန်းစံလူငယ်3ကိုစစ်ကောင်စီကပြစ်ခတ်တပ်ဖြတ်ခဲ့သည်အဆိုပါသတင်းများကြောင့်စစ်မှုရန်စီရင်ပါနေသောလူငယ်များနှင့်မိဘများသည်စိုးရိမ်နေကြသည် စစ်သားစုဆောင်နေသည့်စစ်ကောင်စီအုပ်စုအားရဲသားပြည်သူများကပြန်လည်တိုက်ခိုက်မှုများခက်ဆိတ်ဆိတ်ဖြစ်ပွားနေသည်။ပြီးခဲ့သည့်ဖေဖော်ဝါရီလ12ရက်ကလည်းရှမ်းကုန်းတိုင်းတောဘုံမြို့နယ်ကြည်စုရက်ွက်တွင်စစ်မှုရန်စီရင်နေအိမ်နောက်စုစီရင်လိုက်လံကောင်းနေသည့်ရက်ွက်အုပ်ချုပ်ရေးဖွဲ့ကိုအိမ်ရှင်ကတက်စီဖြင့်ပတ်၍မီးရှို့တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ထို့ဖြစ်စဉ်တွင်ရက်ွက်အုပ်ချုပ်ရေးဖွဲ့ဝင်တအူသေဆုံးခဲ့သည်။ဖေဖော်ဝါရီလ15ရက်နေ့ကလည်းမကွေးတိုင်းအောင်လံမြို့နယ်မကြီးကုန်းရက်ွက်တွင်လူငယ်တအူကစစ်မှုထံလာရောက်ခေါ်ဆောင်သည့်စစ်ကောင်စီနှင့်ပြူစောတရဖွဲ့အားအိမ်ရှင်မိသား ဆိုဝင်ကဓာပြင်ခေါရနှစ်ဦးသေဆုံးခဲ့သည်စစ်မှုရန်ဥပဒေဖြင့်စုဆောင်ခံရပြီးစစ်တပ်နဲ့အရှေ့တန်းတို့ပို့ဆောင်ခံရသောလူငယ်များအနေဖြင့်တော်လိုင်းအင်အားစုများထံလက်နက်ချပူပေါင်းကြရင်အမျိုးသားညီညွတ်ရေးအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကတိုက်တွန်းထားသည်ဆက်လက်တင်ဆက်ပေးမယ့်တွင်ကတော့မင်းလာမျိုးနယ်တွင်လူငယ်များကိုပေါ်တာဆွဲပြီးစစ်မှုထမ်းခြင်းအတင်းကျပ်ကောက်ခံနေသောတစ်တုံးကန်အုပ်စုအုပ်ချုပ်ရေးမှူးကြီးလိုင်းပြစ်ခတ်ခံရပြီးတေဆုံဆိုတဲ့တွင်ဖြစ်ပါရဲ့ရှင်။ ပဲခူးတိုင်းမင်းလာမြို့နယ်တွင်လူငယ်များကိုပေါ်တာဆဲဖမ်းဆီးပြီးစစ်မှုထမ်းခြင်းအတင်းကျပ်ကောက်ခံနေသောတင်တော်ကန်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကြီးလိုင်ကိုပြက်ခတ်ရှင်းလင်းခဲ့ရမှာတိုက်ဆုံသွားကြောင်းမင်းလာမြို့နယ်ပြည်သူ့ကောင်ရဲအဖွဲ့ပကဖမှတရင်နှင့်ပြန်ကြားရေးတောင်းခံရဲဘော်မူထက်ကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည်ရှမန်နီဧပြီလ17ရက်နေ့မိုးလယ်နှစ်နာရီခန့်ချိန်မင်းလာမြို့နယ်တင်တော်ကန်အုပ်စုအုပ်ချုပ်ရေးမှူးကြီးလိုင်းနီမြေငယ်နေမှ၎င်းနေထိုင်ရာတင်တော်ကန်ကြီးရွာသို့ဆိုင်ငယ်ဖြင့်ပြန်လာစဉ်စစ်ကွင်းမြို့အနောက်အထက်လမ်းပေါ်အရာတာယ ဝတီခိုင်တရင်33ညနဲ့တက်ခွဲ3နဲ့မင်းလာမြို့နယ်ပြည်သူ့ကော်ရီအဖွဲ့တို့ပူးပေါင်းကတနက်ဖြန်9ချက်ပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရသည် မယငယ်အိမ်ကနေသူ့ရွာကိုဆိုင်ကဲနဲ့ပြန်လာဆောင်မီပြက်ခတ်ရှင်းလင်းခဲ့တာပါမယငယ်က9ရောက်တောင်မကဘူးရှိတာဘယ်မယငယ်အိမ်ကနေပြန်လာတာလဲတော့မသိဘူးသူကမော်တော်ပီကယ်ရဲထွက်စစ်မှုထမ်းနမဲပါတဲ့လူငယ်တွေစစ်မှုထမ်းမလိုက်ရအောင်သူ့ကိုငွေသိန်းစဲချီပေးရတယ်မပေးရင်စစ်တပ်ထဲထဲတယ်စစ်မှုထမ်းကြီးကလည်းမပေးမနေရအတင်းကျပ်လာတိုင်းတောင်းနေပြည်သူတွေလည်းအယံဒုက္ခရောက်နေပြီအဲ့ဒါကြောင့်ပြည်သူတွေတိုင်ကြားတဲ့အတွက်အရေးယူခဲ့တာပါသူစီကဘာပစ္စည်းမှသိစဲရရှိခဲ့တာမရှိပါဘူးဟုမင်းလာမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ပကဖာမတဲ့ တင်းနဲ့ပြန်ကြားရတောင်းကရဲဘော်မိုးထက်ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောကြားသည် တိုက်ဆုံသောအုပ်ချုပ်ရေးမှူးကြီးလိုင်းသည်ရင်းနှင်းရဲဝန်ထမ်းဟောင်းတို့ဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့များ၏တရင်များကိုစစ်ကောင်စီထံပေးပို့ခြင်းကျေးရွာအုပ်စုတွင်နေပြည်သူများထံမှစစ်မှုထမ်းခြင်းဟုဆိုကာအတင်းကျပ်လာစဉ်ကောက်ခံခြင်းစစ်မှုထမ်းအမည်စရင်ပါသူများထံမှငွေကြေးများအစမတန်တောင်းခံခြင်းလူငယ်များကိုစစ်မှုထမ်းရန်အတင်းကျပ်စူဆောင်ဖမ်းဆီးခြင်းများလှုံ့ဆော်နေသည့်အတွက်ယခုကဲ့သို့အရေးယူရခြင်းဖြစ်ကြောင်းသိပေးထားသည်ပြည်သူများနှင့်တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေကြသည့်စစ်ကောင်စီနှင့်စစ်ကောင်စီတောက်တိုင်များကိုရှိန်မြင့်တိုက်ခိုက်သွားမည်ဖြစ် သောကြောင့်ပြည်သူများအနေဖြင့်၎င်းတို့အနေသွာလာနေထိုင်ခြင်းများမပြုလုပ်ကြရင်မြစ်တာရက်ခံတိုက်တွန်းထားသည်ဆလဘိစစ်တပ်ကနိုင်ငံရေးလုံနေတာမဟုတ်ဘူးလို့စစ်ကောင်ဆောင်မင်းအောင်လိုင်းပြောရွှေကောက်ပွဲကျင်းပနိုင်ရင်ပူးပေါင်းဆောင်ရွက်ဖို့ပအိုးကောင်ဆောင်တွေကိုစစ်ကောင်စီပြောဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင် ငလင်ဘေးဒဏ်ကြောင့်ပြန်လည်ထူထောင်ရေးတွေလှုံ့ဆောင်နေတာဟာမိမိတို့အနေနဲ့နိုင်ငံရေးလှုံ့နေတာမဟုတ်ဘူးလို့စစ်ကောင်စီကောင်ဆောင်ဗိုလ်ချုပ်မူကြီးကမနေ့ကဧရလာ17ရက်နေ့မှာပြောပါရယ်ရှမ်းပြည်နယ်တာမိုင်းညောင်ရှိမြို့နယ်အင်းလေးဒေသကိုရောက်ရှိခြင်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကအခုလိုပြောဆိုခဲ့တာဖြစ်ပြီးနိုင်ငံပြန်လည်ထူထောင်ရေးဆောင်ရွက်ရမှာတအုပ်နဲ့တအုပ်ညီညီညွတ်ညွတ်နဲ့တောင်ပေါ်မြေပြတ်မခွဲချပဲဝိုင်းဝန်းဆောင်ရွက်ဖို့ကိုလည်းပြောဆိုခဲ့ပါသေးတယ်စစ်ကောင်စီကောင်ဆောင်မင်းအောင်လှိုင်ကလက်ရှိချိန်မှာကာကွယ်ရေးဦးစီးချုပ်ယာရုအပြင်ဝန်ကြီးချုပ်ယာယီသမရယာရုတို့ကိုပါပူးတွဲယူ ထားပြီးရွေးကောက်ဝယ်ပြုလုပ်ပြီးပါကသမရယာရုရယူဖို့ရှိနေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေတာလည်းရှိပါတယ်။ဧရလ10ရက်ကလည်းရှမ်းပြည်နယ်တာမိုင်းငလင်ဘေးတင့်ဒေသတွေကိုတောင်းရောက်ကြည့်ရှုခဲ့တဲ့စစ်ကောင်စီကစားဟာပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံမြို့နယ်ကိုလည်းတွားရောက်ခဲ့ပြီးပအိုးဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခွန်ရဲတွေ့နေလည်းတွေ့ဆုံခဲ့ပြီးရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလမှကျင်းပပြုလုပ်သွားမှာဖြစ်တာကြောင့်ဝိုင်ဝန်းပူးပေါင်းဆောင်ရွက်ဖို့ကိုလည်းပအိုးကောင်စားတာဝန်ရှိသူတွေကိုပြောဆိုခဲ့ပါသေးတယ်။ငလင်ကြောင့်ထိက ိုက်ပျက်စီးခဲ့တဲ့ကလောင်နဲ့အောင်ပန်းမျိုးတို့ကိုစစ်ကောင်ဆောင်မင်းအောင်လိုင်လာရောက်ကြည့်ရှုခြင်းလုံခြုံရေးတင်းကျပ်ထားတယ်လို့သိရပါဗျ။စစ်ကောင်ဆောင်မင်းအောင်လိုင်ကသူမိသားစုနဲ့အတူတောင်ကြီးမျိုးကိုသွားရောက်ခဲ့ပြီးရွှေဖုံးဝင့်စေတီမှာထီတော့တင်မွေခန္ဓာကိုလှူဆောင်ခဲ့ပါသေးတယ်။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလျင်ပေးကြုံတွေ့ခဲ့ရတဲ့ဒေသတွေမှာပြည်သူ3600ကျော်သေဆုံးခဲ့ပြီး9000ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကပျောက်ဆုံးနေသူ150နေပါရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ငလျင်ကြောင့်သေဆုံးခဲ့ရသူတွေအတွက်တအူးကို70သိန်းစီထောက်ပံ့ပေးသွားမယ်လို့စစ်ကောင်စီကပြောဆိုထားပါသေးတယ်။ဆလတ်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ညီနောင်သုံးဖွဲ့အပြစ်ရပ်ပြီးနေမြေတတ်မှတ်တာမျိုးဖြစ်လာနိုင်တယ်လို့စည်ရေးလေးလာသူတွေပြောဆိုရတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ 2029ဆက်စင်ရေးအတော်လန်ပြည်သူတွေအားလုံးရဲ့ထောက်ခံမှုနဲ့အတူတော်လန်ပန်းနိုင်ကိုအရောက်လှမ်းနိုင်မဲ့ခြေလှမ်းတွေလို့ကိုကန့်တက် MNDA နဲ့တအောင်တက် DNL တို့ကပြောနေကြတယ်။ဆင်းရဲလေးလာသူတွေကတော့ညင်အောင်မမိတ်သုံးပွဲအောင်တစ်ချိန်ချိန်မှာအပြည့်ရက်ပြီးနည်းမြေသတ်မှတ်တာမျိုးဖြစ်လာနိုင်ခြေရှိတယ်လို့သုံးသပ်လာပါတယ်။မြောက်ပိုင်းညင်အောင်မမိတ်သုံးပွဲကနေကမကထပြူတဲ့2029ဆက်စင်ရေးကိုတခြားမမိတ်တပ်ဖွဲ့တွေနေဦးတော်လန်အင်အားစုတွေနဲ့အတူ အကောင့်တွေပေါ်လိုက်တာဟာမြန်မာပြည်မှာလက်နက်ကင်တော်လန်ရဲ့အာဏာရှင်တိုက်ဖြတ် ဲ့ရေးအတွက်အကောင်းဆုံးအစပြုစစ်ဆင်ရေးဖြစ်လာခဲ့တာလို့ဆိုပါရယ် ဧပြီလ10ရက်နေ့မှာကြာရောက်တဲ့ရခိုင်လူမျိုးတွေရဲ့ကိုပိုင်ပြတန်းခွင်အရကအိမ်မက်လုပ်ငန်းစင်ကြီးကိုအကောင့်ထဲပို့ဖို့အရကတက်မတော် A ဖွဲ့စည်းတည်ထောင်ခြင်း16နှစ်ပြည့်နှစ်ပတ်လည်သို့ပေးပို့တဲ့သဝန်လာမှာဖော်ပြထားတာပါညီနောင်မမိတ်သုံးဘွယ်ဟာအခက်ခဲဖိအားပေါင်းစုံကိုနီလန်းမျိုးစုံနဲ့စူးစီးညင်ညွတ်စွာအတူတကဖြတ်ကျော်ပြီး2020ခုစစ်စရင်စီမံချက်လိုင်းလုံးတွေနဲ့အတူတော်လိုင်းအောင်ပွဲရောက်ရှိတဲ့အထိစီလုံးညင်ညွတ်ကြမယ်လို့ MNDA နဲ့ TNLA တို့ကဆိုပါတယ် ညင်နာမမိတ်သုံးဘွေရဲ့မတူညီတဲ့အခြေအနေတွေမှာတရုတ်အစိုးရရဲ့ဖိအားကြောင့်စက်ကောင်စီနဲ့အပြေးရက်ပြီးနှဲမြေတတ်မှတ်တာမျိုးမဖြစ်လာနိုင်ဘူးလို့ယတိပြက်ပြောလို့မရကြောင်းစီရီယံဘူဂျီစင်ရောကသုံးသပ်ပါတယ်တရုတ်ဖိအားကြောင့်ကိုပိုင်လွတ်မြောက်နယ်မြေကိုစီအပီးသက်ယူပြီးစက်ကောင်စီကဆွေးနွေးတဲ့ ပြည့်ရက်တဲ့အထိလည်းဖြစ်မလာနိုင်ဘူးလို့ပြောလို့မရဘူး။ဘာလို့လဲဆိုတော့တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့မှန်သမျှတရုတ်ရဲ့သဘောထားကိုညှဉ်းဆန်းလို့မရဘူး။ပြောတဲ့အတိုင်းလိုက်မလုပ်လို့တော့မရဘူး။ပြင်းထန်တဲ့ဖိအားတွေတက်ရောက်မှုတွေရှိလာမှဆိုတော့အပြည့်ရက်ပြီးတော့အနေမြေတတ်မှတ်တာမျိုးလည်းမဖြစ်လာနိုင်ဘူးလို့ပြောလို့မရပါဘူးခင်ဗျာ။ဖြစ်လဲဖြစ်လာနိုင်တယ်ဘောလို့ဆိုပါရယ်။တကယ်လို့ညီနောင်မမိတ်သုံးဖွဲ့စလုံးစစ်ကောင်စီနဲ့အပြည့်ခတ်ရက်စဲခဲ့ရင်ဆရာနာရှင်စနစ်အမြင့်ပြတ်တော်လိုင်းဟာပြက်ပြဲသွားမှာမဟုတ်ပဲကိုတိုက်မှကိုရမယ်ဆိုတဲ့ ခွန်အားဖြစ်လာမယ်လို့သူကထောက်ပြပါဗျာ ညီနောင်မမိတ်အဖွဲ့ဝင်ကိုကန်တက် MNDA နေနဲ့တရုတ်အစိုးရဖိအားကြောင့်ဧပြီလ20ရက်နေ့မတိုင်ခင်လာရှိုးမျိုးပေါ်ကနေစုခွာရမှာဖြစ်ပြီးစစ်ကောင်စီရဲ့ဌာနဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေဝင်ရောက်ဖို့ရှိနေပါတယ်။ဒါကြောင့်ကိုကန်တက်ဖွဲ့ဝင်တွေလာရှိုးမျိုးပြင်းနဲ့ဂျီယော်တွေမှာတော့ဆက်လက်နေရယူထားမှာဖြစ်ပေမဲ့တစ်ဖက်မှာစစ်ကောင်စီနဲ့စံတော်လာ18ရက်နေ့မှာနှစ်ဖက်အပြစ်ခတ်ရဲစဲသဘောတူစာချုပ်လက်မှတ်ရေးထိုးထားကြတာပါ။တောင်းတက် DNL ကလည်းတရုတ်နိုင်ငံရဲ့ဂျာဝင်စီစဉ်မှုနဲ့လက်ရှိစည်ရေးပြဿနာတွေပြေလည်နိုင်ဖေဖော်ဝါရီ င်လ16ရက်နေ့ကကုမင်းမြို့မှာစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးခဲ့ပေမယ့်အပြစ်ကတ်ရစေးသဘောတူညီချက်မရရှိခဲ့ပါဘူး။လက်ရှိမှာလည်းရှမ်းပြည်နယ်အမြောက်ပိုင်းနောင်ချိုမြို့နယ်ရှိတောင်ခမ်းကျေးရွာမှာစစ်ကောင်စီတပ်နဲ့တောင်တက် TNL တို့ကြားနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာပါ။အရကတပ်မတော် AA ကတော့ရခိုင်တပြည်လုံးလွတ်မြောက်ရေးအတွက်ချန်နယ်မြို့နယ်တချို့မှာဆက်လက်တိုက်ပွဲဝင်နေပြီးနိုင်ငံရေးနေလန်အရာဖြည့်ရှင်းမှုအမြဲတမ်းတင်းရှိတယ်လို့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာမှာအတည်ပြုကြေညာခဲ့ပါတယ်။ စီရီယံဘူဂျီစင်ယောကတရုတ်ဖီအားနဲ့ MNDA ရဲ့အခြေအနေဟာ TNL ရဲ့ဘောစီရဲ့အရဝင်တဝင်ဖို့ဖြစ်နေတာကြောင့်တနိုင်ငံလုံးလွတ်မြောက်ရေးအတွက်ညီနောင်၃ဘွဲ့ရဲ့ပါဝင်ခြင်းမပါဝင်ခြင်းဟာရလဒ်ကိုကြည့်ရမယ်လို့သုံးသပ်ထားပါတယ်။ အမျိုးသားလူမျိုးရဲ့အတွက်နောက်ဆုံးဆရာနာရှင်စနစ်ကြဆုံတဲ့အထိတိုက်ခိုက်မယ်ဆိုတဲ့သဘောမျိုးလည်းပြောထားတာရှိတယ်။ဒါပေမဲ့အခုလောလောဆယ်မှာ MNDA အနေနဲ့လာရှိုးကိုတရုတ်ပြည်အားနဲ့စစ်ကောင်စီကိုပြန်ပေးထားရပြီးလက်ရှိမှာလည်းအပြစ်ရဆိုင်ထားတယ်။ဒီအတွက် TNL ဘက်မှဝန်ထုပ်ဝင်ပို့သွားမိတယ်။ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကမိုးကုန်းနဲ့နောင်ချိုဘက်ကိုစစ်ရင်အားအလုံးရင်တုံးပြီးတောင်ခံကနေပေါက်ထွက်နိုင်အောင်လှုပ်လာနိုင်တဲ့အနေအထားမျိုးတွေတွေ့ရတယ်။အဲဒီတော့ကြေညာချက်ထုတ်တာတော့ထုတ်တာပဲ။တနိုင်ငံလုံးဆရာနာရှင်ပြုတ်ကြပြီးတော့လွတ်မြောက် ောက်ရေးအတွက်ကိုပါဝင်ခြင်းမပါဝင်ခြင်းဆိုတာ statement တွေကိုကြည့်ုံနေရင်မရပဲ reset တွေကိုကြည့်ရမယ်အဓိက reset ပဲအဖြေပဲလို့ဆိုပါတယ် တဝန်လာမှာတော့မြို့သားလွတ်မြောက်ရေးအတွက်ခက်ခဲကြမ်းတမ်းတဲ့တော်လန်ခီရှေမှာရခိုင်လူမျိုးတို့အတွက်အရက်ခအိမ်မက်ကိုမယက်မနာကြိုးပမ်းကြသူအလုံးကိုအထူးလေးစားဂုဏ်ယူကြောင်းနဲ့မကြမီချိန်မှာမဟုတ်ချမသွေးရောက်ရှိတော်မယ်လို့ဖော်ပြပါဗျ။ဒါအပြင်မြမဆက်အာနာရှင်ကို တော်လန်တိုက်ခိုက်ပြီးလူလူနဲ့ကိုက်ညီတဲ့နိုင်ငံရေးစနစ်တစ်ခုကိုထူထောင်နိုင်မှုနိုင်ငံတော်အလုံးရှိတော်လန်အနေနဲ့အသေးသေးမှာအေအေးရဲ့တပ်ဖွဲ့ဝင်တွေတည်ရှိတယ်လို့ဆိုပါတယ်။ ဒီအတွက်ကြောင့်တော်လိုင်းအလုတ်တွေကိုလက်တွေ့ကြကြအရှိန်ဟုန်မြင့်ဖော်ဆောင်နေတာဟာမြမပြည်သူလူထုတရလုံးအတွက်အတက်ဂုံယူပဲဖြစ်တယ်လို့အေအထံပေးပို့တဲ့တဝန်လာမှာဖော်ပြထားပါတယ်။